အလုံးမဲမင်္ဂလာပါရှင်ဆ ਿਆ မကြီးခင်ဆွေဦးရေးသားထားတဲ့အင်ဂျင်ရကုံဆိုတဲ့ဝတ္ထုလေးကို အပိုင်း၉အနေနဲ့ဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင် အခန်း29လာပါတော့ဝိလွာယုံစိမ့်ကိုမြန်းစင်ထားသည့်အေဘီလာကို တွေ့ဘူးပါစားအေဘီလာသည်ကတိကယီကနွယ်ကလျာဆွဲလန်းစရာနှင့်လောကထဲသို့ရှောက်လို့လာပါပြီလေအေဘီရဲ့အလှကတော့အသက်၁၈နှစ်ရွယ်ထက်မကြီးသူတွေအတွက်ပါပဲကွယ် ။ AB လိုက်ချီဟာလဲငယ်ရွယ်သူတိုင်းအတွက်ပါပဲ။လူလားနှစ်သက်စပွဲတောက်ပါနေတဲ့ကျေပွင်လေးများဟာလဲတင်တို့အတွက်ပါပဲကွယ်။ AB ချီဟာလဲအံပွဲခုနှစ်ပါးစလုံးပါပဲ။ညင်သားတဲ့အနန်းလေးဟာဒါဟာအမှန်ပါပဲရဲ့လို့ထောက်ခံနေပါတယ်။လေဝင်းဒီကြောင်းမပြန်လာပြီးနောက်တချင်းအေးအေးနဲ့သူ၏အဝတ်စားများကို ချွတ်လဲနေသည်။မိသက်ဒီမျက်မှန်တက်ခါသူ၏အရာပေးမှစပွဲပေါ်တွင်စည်ရင်းများရေးမှတ်ရင်းလေဝင်းအားတစည်းတစောင်းကြည့်နေသည်။ လေဝင်းသည်လေတွင်ပြန်ဝင်နေသောငှက်ငယ်မာလေးပမာဖြက်လက်ပေါ်ပါသည် သူ၏လှုပ်ရှားဟန်သည်အတောင်တစ်ဖြက်ဖြက်ခတ်နေသောငှက်ငယ်နှင့်တူလှသေးတော်သည်ဤငှက်သည်ဘယ်တော့အတောင်ကြောင်းပြီးလက်ပန်းကြမည်မသိဟုမိသက်ကတွေးနေမိသည်လေဝင်း၏အတန်းသည်လေကားစီးသို့ ရောက်သွားလေသည်မျက်နှာကိုတပတ်ပွားချုံလျက်ရေချိုးသွားခြင်းဖြစ်လေသည်လေဝင်းသည်အေပီချစ်တခြင်းကိုသီဆိုပြီးနောက်အချစ်ဆိုသည်မှာဆန်းကျဲခမ်းနားတဲ့အရာပါပဲဟုသော ကပလီအဆိုကျော် နက်ကင်းကိုဤတခြင်းကိုဆက်၍အော်နေပြန်သည်အချစ်ဆိုတာဟာအလွန်ဆန်းကြဲခမ်းနားတဲ့အရာပါပဲကွယ်မိသက်သည်စင်းစာအုပ်ကိုကမန်းကရန်ပိတ်ပြီးလယ်ဝင်းအိတ်ခမ်းသို့ထလာနေသည်လယ်ဝင်းအိတ်ခမ်းမှာသူ့အိတ်ခမ်းနှင့်လမ်းတစ်ခုသာချားနေသည်လယ်ဝင်း၏ခေါင်းရင်းငန်းတွင်အမေဖြစ်သူဒေါ်ဖွားသည်ကအိတ်နေသည်တော်ဖွားသည်သည် သူ၏မှုရာပေါင်များကို ဖာနေသည်အချိန်ကညနေ9နာရီခန့်ရှိပြီဖြစ်သည် မေတ္တဒီလဲဝင်းကြီးဂရင်ချေရည်တွင်လွှားထားသော လုံကြီးကိုငေးဆိုင်ကားကြည့်နေသည်လီနေရည်ညီစင်းအောင်တွင်ရွက်ဖြူလေးများလွှင့်နေသော လုံကြီးမှာဂရင်ချေရည်တွင်ရှိနေစေတွင် အတွင်ငန်စကော့ကော့ပိတ်ဖြူလုံကြီးမှာကြမ်းမြင်ပေါ်သို့ကြာရောက်နေသည်မေတ္တမှာလုံကြီးကိုကောက်၍ဂရင်ပေါ်သို့တင်ရင်းလုံကြီးတွေကိုလက်နှင့်ဆန်းတက်ကင်တွေကကြည့်ပြီးတပြင်းတစ်ချက်ချလိုက်မိလေသည်မေတ္တဒီဂရင်ပေါ်တွင်ထိုင်ရင်းပင်မိမဘဝကိုများစွာဆက်ဆုပ်သွားမိလေသည် အင်းသားအောင်ကျော်ဝင်းလဲတော့ပညာမတက်မှာထက်ဘာမှတိုးပြီးပူစရာမရှိဘူးယောက်ျားလေးမိုက်ရင်အလွန်ဆုံးထောင်နှမ်းမယ်ဒီထက်တွေးပူစရာလည်းမလိုဘူးမိန်းကလေးမိုက်တော့အရှက်တကွဲအကျိုးနဲ့ဖြစ်ရတော့မယ်တသလုံးနဲ့မြည်ပြက်ပြီးဘဝဆုံးရတော့မယ်အော်ဒီကလေးတွေမှာတော့ဒီကိစ္စမျိုးကိုထမင်းစားရေတောက်တယ်လို့ပေါပေါဆဆတွေးတတ်ပါပဲတောင်တောင်အီတွေးကငိုင်းနေမိသည်ဟာမိမိကမျက်မှန်ကြည့်တတ်လို့ခလာတယ်ကြည့်လို့ကောင်းတယ်ပြော ။လေဝင်းကမေသက်အနီးရောက်လာကလက်ခုံတော်ဝါးဒီကပြောနေသည်။မေသက်သည်မချီသည်ပြုံးလျက်လေဝင်းအားစူးစူးဆိုင်ဆိုင်ကြည့်နေမိသည်။ခေါင်းတွင်ဘီဂျပတ်ပတ်ထားတော်လဲနုနယ်ငယ်ရွယ်ပြိုမြင့်သောမျက်နှာလေးကရေဆက်ရည်သီးလေးများနှင့်လန်းဆန်းလက်ဆန်နေသည်။အမွှေးဘွားမျက်နှာတုပ်ဘွားအပြာနူးနူးကလေးမှာလေဝင်းဤဖြူဝင်းသောအသားနှင့်ဆက်ဟန်နေသည်မြမာရဲ့ပန်းရောင်နှင့်အနှဲ့ချိတ်ကို ယင်းနေရာဝင်ထားသဖြင့်ခြေသလုံးဖြူဖြူတွင်အကျော်စင်းလေးများကိုပင်ထင်ရှားစွာမြင်နေရသည်။ဟင်းမိမိကလည်းသမီးလုံးကြီးတွေကိုဂိုင်လို့ဘာလုံးနေတာလဲ။လုံးကြီးတွေကြားလို့မိမိကောက်တင်နေတာပါ။ကြားမလို့စီဒီလုံးကြီးတွေကိုသမီးလျှော်မလို့။နေသိယင်းထဲတွင်ဒိန်ကနေဖြစ်သွားနေသည်။လျှော်မလို့လုံးကြီးအစ်တကြီးကိုဘာလို့များလျှော်ပြစ်မှာလဲ။မိသက်ကတုံကြီးစွာ မေးလိုက်လေသည်။အော်မိမိကလည်းသမီးဒီလုံးကြီးကိုကြိုက်လို့ဝုတ်ဝင်နေတာ၄၅၆ခါရှိပြီမိမိရဲ့ခိုးလေးကမိမိတို့နဲ့ ဘကိုးသွားတော့ကတော့ဝှက်သေးတယ်လေညစ်ပတ်နေပြီအေးအေးဟုတ်သားပဲမိသက်ကလေဝင်းယူသားဖြူစင်မုံရသောမျက်နှာလေးကိုငေးကြည့်ခါတပြင်းတစ်ချက်ချလိုက်လေသည်လေဝင်းသည်ကြောက်ပြင်းတွင်တနခါးသွင်းနေရမှမိမေဒီနေ့အလုပ်တိုက်ကိုမသွားဘူးလားမောင်ညာဦးရှိနေတာနဲ့မသွားဘူးကိုညာဦးကအမဲလိုပဲလာနေတာပဲလားသူဝင်ကင်နာသတင်းစာဆောင်ရည်တွေတက်လို့သူလဲအားရတယ်ထင်ပါရဲ့သမီး မိသက်ဒီကရင်တွင်ထိုင်လျက်လေဝင်းအားငိုင်းချီကကုညံဦးနှင့်ပတ်သက်သောစကားများပြောရလျင်စိတ်မကောင်းဖြစ်မိပြန်သည်ကုညံဦးဟာတော်တော်ပဲတော်ပါတယ်လေဝင်းဒီမချီစုစပူးချီစုချီကျူးနေသည်သူ့အမိအလိုက်ပဲပြောနေသလားတော့မသိမိသက်ဒီလေဝင်းအပြုမူကိုနားမလည်နိုင်အောင်ရှိလာသည်တခါတရံလူငယ်တွေသည်မိမိထက်အဆများစွာလူကြီးလဲနေသည်ကိုတွေ့ရတတ်လေသည်သမီးဓာရီခဏထားပါဦးသမီးကိုမိမိတစ်ခုမေးခြင်းနဲ့ လေဝင်းဒီတနခါလိန်ပြီးနောက်အဝိစားကိုဝင့်နေသည်ဘာကူမင်းမလည်းမင်းမေမင်းမေရှိရှိဝူးဝေးလည်းမပြောချင်ဘူးသမီးကိုတဲ့တဲ့ပဲမင်းမယ်သမီးမှန်မှန်ဖြေရမယ်သမီးဘယ်တော့ကမမိကိုညာဘူးလို့လဲမမိရဲ့မှန်တယ်သမီးညာတော့မညာဘူးဒါပေမဲ့သမီးမှာမမိပေါ်ထိန်ဝှက်ထားတာတွေအများကြီးရှိတယ်သမီးဘာထိန်ဝှက်လို့လဲမြူခိုင်အောင်ဟာကိုအောင်ဘရဲ့သားဆိုတာသမီးစကလေးကမမိကိုဘာလို့မပြောခဲ့တယ်လဲမိတဲ့ဒီမျက်နှာထားနဲ့ခံမာမာမေးလိုက်လေသည် ်လေဝင်းဒီမိသိဘေးတွင်ဝင်ထိုင်၍ဩဒါလားဒါတော့မိမိရဲ့မိမိနဲ့ကိုအောင်ပါနဲ့မသိမြတ်တဲ့ကိစ္စကို သမီးကစကားကလေးကသိနေတော့သမီးပြောရင်မိမိစိတ်ဆိုးမှဆိုးလို့ပါလေဝင်းကရေရေမောမောနှင့်ဖြေသည်မဆိုင်ပါဘူးသမီးရဲ့ဘယ်သူဘဝသားဖြစ်ဖြစ် သမီးမိမိကိုဖွင့်ပြောပြတာသမီးဟာမယူသားတဲ့အမှုကိုကျူးလွန်တာနဲ့အတူတူပဲသမီးလိမ်မာပါတယ်ဆိုရင် အခုလိမ်မာသလားလေဝင်းကစူးစမ်း၍ရင်နေသည် မရင်နဲ့သမီးဒါရေစရာမဟုတ်ဘူးသမီးငိုနေရမယ်နေငိုနေရမယ်နားလေလားမိသက်ဒီအတန်တုံးလေးရဲ့လဲဝင်းအားဂယူနာတော်သားနှင့်ဆူမြည်နေသည် သမီးကဘာဖြစ်လို့ငိုရမှာလဲမိမိမေးမယ်မိမိကိုမှန်မှန်ပြောဒီကိစ္စဟာပေါ့ပေါ့ဆဆမဟုတ်ဘူးသမီးပေါ့ပေါ့လုံးပြည့်လို့မရဘူးသမီးမျိုးခိုင်အောင်နဲ့ဘယ်အခြေအနေမျိုးမှာရှိလဲဘယ်ဘလို့ဖြေရမလဲသမီးမသိဘူးမျိုးခိုင်အောင်နဲ့သမီးနဲ့ဘယ်ရီသွားကြလဲညာရဘူးနော်ညာရင် သမီးအပြစ်နှစ်ခုဖြစ်မယ် တပြည့်ကလူကြီးအလစ်သွားတာနောက်တပြည့်ကညာတာညာမယ်မကြံနဲ့မိမိအကုန်သိပြီးပြီသမီးမညာပါဘူးကိုမျိုးခိုင်တဲ့သမီးရုပ်ရုပ်ရှင်ကြည့်တာတခါပြီးတော့သမီး class အားလုံးသူ့သူ့အိမ်ကိုလိုက်သွားတာကတခါဒါပဲလားဒါပါပဲဒီပြည့်ပဲမှမသွားဘူးလားမသွားပါဘူးသမီးသူ့ကိုဘယ်လောက်ထိဂရိပေးပြီးပြီလဲရှင်ဆိုလိုတာကသမီးသူ့ကိုယူပါမယ်လို့ပြောပြီးပလားအဲ့ဒီလိုမပြောရသေးပါဘူးပြီးတော့ ပြီးတော့သမီးသူ့ကိုချစ်တယ်ဆိုတာတောင်မပြောရသေးပါဘူးအဲ့ဒီလိုမပြောရသေးဘဲနဲ့ဘာလို့သူနဲ့ရုပ်ရှင်အတူကြည့်ရတာလဲသူ့အိမ်ကိုလိုက်သွားရတာလဲမိသက်ကအနှဲငယ်စိတ်အေးသွားကမေးလိုက်သူကအတင်းခေါ်တော့သူ့ကိုသမီးအားနာလို့ဒီဥစ္စာအားနာစရာလားသမီးနင့်နာမယ်ဆိုတာမတွေးမိဘူးလားသမီးနံမီပြက်မှာကိုကောသူကခေါ်လို့ပါသူကခေါ်မှာပေါ့သူကယောက်ျားလေးသူမှာဘာမှအထိအခိုက်မရှိဘူးမဆုံးရှုံးဘူးတမိနားလေရဲ့လားဟုတ်ဟုတ်ကဲ့ သမီးမကြောက်နဲ့မိမိကိုသမီးကြောက်နေတာအလကားပဲသမီးနားလဲမှကောင်းပဲသမီးမိမိကိုဘလူဂရီပေးထားလဲမိမိစိတ်မချမ်းသာအောင်ဘာမှမလုပ်ပါဘူးဆိုဖေဖေကိုလည်းစိတ်နှောက်ရှက်ဖြစ်အောင်မလုပ်ပါဘူးဆိုဒီတော့လည်းဝင်းသည်သူ့ပေါင်ပေါ်မှလုံကြီးအစာလေးများကိုလက်နှင့်ဆွဲထုတ်နေရင်ခေါင်းငုံကသမီးမလုံမိအောင်ကြိုးစားပါတယ်ဒါဖြင့်ဘာလို့ဒီလိုတိတ်တိတ်အသင်ကြီးကင်းမဲ့တဲ့အလုံမျိုးကိုလုပ်ရတာလဲသမီးယူးယူးလိုက်နေတာပါ ါပေမဲ့အများကသမီးတို့ချင်းကြိုက်နေကြပြီလို့စွဆွဲနေကြပြီ။အိုးဒီထဲတောင်ပိုပြောရှင်တောင်ပြောကြမှာမိမိတော့ရှက်တယ်။အိုးပြောရှင်လည်းပြောကြပါစေ။သမီးမလိမ်ပါခြင်းဘူးသမီးမိုက်ခြင်းနဲ့မိုက်တယ်ဆိုတာနမ်းမိတာဆိုတာစိတ်ချမ်းသာတယ်။လေဝင်းကအောင်နှခမ်းကိုကြိုက်ခါပြောလိုက်နေသည်။ဘာပြောတယ်။မိမိတို့ကြောင့်သမီးသူ့ကိုစကားမပြန်တာသိလား။သမီးသူ့ကိုချစ်တယ်။တနာလည်းတနာတယ်။လေဝင်းဒီပြောရင်းဆိုရင်ပြင်မျက်ရည်အသွဲအသွဲကြလာလေသည်။ မိသက်သည်နားလဲစွာပင်လယ်ဝင်းခေါင်းကလေးကိုတတ်ပေးရင်သမီးရဲ့မိမိနားလဲပါတယ်ဒါပေမဲ့သမီးတို့ရဲ့အချစ်ဟာရေရှည်ချစ်နိုင်မဲ့အချစ်မျိုးလားကောက်ရိုးမီလိုဝုန်းကနဲထားတောက်ပြီးငိမ့်လွယ်မဲ့အချစ်မျိုးလားဆိုတာဆန်းစစ်ကြည့်ပါအောင်သမီးဒီလိုစကားမပြန်မဲခဏလေးသူ့ကိုစောင့်ကြည့်ပါအောင်သမီးသူ့ကိုအမြဲပဲအကဲခတ်ကြည့်ပါတယ်သူသမီးကိုတော်တော်ချစ်ပါတယ်အေးလေသမီးတို့ရဲ့အချစ်ဟာမိမိစောစောကပြောသလိုပထမအမျိုးသားမျိုးဖြစ်ရင် ဖြစ်တာသေးကြရင်မိမိမကန့်ကွက်ပါဘူး။သမီးတို့ကိုမိမိကိုယ်တိုင်ပဲလက်ထပ်ပေးမယ်။လေဝင်းဒီမိသေးပခုံးတစ်ဖက်တွင်ခေါင်းဝင်မိကအချားပခုံးတစ်ဖက်ကို သူ့လက်နှစ်ဖက်နှင့်တိုင်ဖက်၍မိမိတကယ်ပြောတာနော်။မိမိမညာပါဘူးသမီး။ဒါပေမဲ့ဒီအတွင်းမှာသမီးသူ့ကိုဘာစကားမှမလွန်စေခြင်းမူအဲ့ဒါတော့ဂရိပေးရနိုင်မယ်။ဟုတ်ကဲ့သမီးဂရိပေးပါတယ်။ပြီးတော့သူခေါ်တဲ့နေရာကိုလည်းမလိုက်ရဘူး။မလိုက်ပါဘူး။သမီးဂရိတည်မိမိကလည်းဂရိတည်မယ်။ တမီးတို့တကယ်ကိုချစ်မြတ်နိုးကြလဲဆိုရင်မမီပေးစားပါမယ်ဖေဖေကကောဖေဖေကလည်းမမီဖြောင်းဖြားရမှာပေါ့အေးလေတမီးဖေဖေသားရှိတယ်ဆိုရင်တမီးလည်းဒီအဖြစ်မျိုးကြုံကျင်မှကြုံပါပါကဲမမီအပြင်သွားမယ်လယ်ဝင်းဒီသူကောင်းမှဘီစပတ်ကိုဖြေးချကာခေါင်းကိုဘီးနှင့်ဖီးရင်ကြံရည်လေသည်လေဝင်းရင်ထဲတွင်ကဗျာတပိုက်သည်တပိုင်းတစခိုဝင်နားလေသည်တို့ပေမင့်ကျူပွင်းက ချင်းနှမအပင်ကကိုသားလင်းဖြစ်ရှင်ဘူးကိုတွေးအခန်း30 6ရက်6လ59တက် မောင်မင်းညားကအိမ်မက်မက်တယ်တက်ငုံနေတယ်တဲ့မောင်ကပြန်လာရင်တွေးတော့ဘာလို့လဲတက်ရဲဆိုတော့သမီးလဲဝင်းသူ့ချစ်သူနောက်လိုက်သွားလို့တဲ့မောင်ကတောင်ဖြောင်းဖြမိသေးတယ်တီချိန်နန်ဒီပွင့်ချိန်နန်ပွင့်မှာပဲတက်ရဲလို့သာဆိုရတယ်မောင်ရင်ထဲမှာလည်းနည်းနည်းမှမကောင်းဘူးမောင်ညာဦးတယောက်တိုက်မှာအလုပ်တော်တော်ကြိုးစားတယ် တင်းစားဆောင်ရည်တက်တယ်ဆိုတာတွေတက်တခါတခါနေမကောင်းမှုဆိုတာတွေကိုမိလာထဲမှာရောက်လာကြတဲ့မောင်မိတ်ဆွေများကတဆင့်သိရတယ်။တင်းစားဆောင်ရည်တက်တာသိရလို့မောင်မှာတိမ့်ထီပေါက်တလောက်ပဲ။အစားတောက်ကတော့ဆင်းရဲမြဲပဲ။မနေ့တိုင်းထုံးစံတိုင်းဂန်စီဆန်ပြုတ်ပေါ့။လောကကြီးနဲ့အဆက်ပြတ်နေတဲ့ဒီကျုံလေးမှာရာသီဥတုတန်ကြောင့်လားအစားတောက်ညံဖြင်းလို့လားမသိဘူး။ရဲဘော်တော်တော်များများဟာသပင်ဖြူလာရုံမကဘူး။မျက်စိလဲမှုံလာတယ်။ အသားလည်းမဲလာကြတယ်တက်တူစာရေးခြင်းရေးလို့ရပြီဒါပေမဲ့အချိန်တော်တော်ကြာမှတက်တူရဲ့စာကိုမောင်ဖတ်ခွင့်ရမှာတက်နေမကောင်းရင်လုံတာဝင်းလေးကိုမောင်ညံဦးနဲ့လွှဲထားပါတက်နေကောင်းအောင်ယူဆိုင်ပါမောင်တော့တက်ကိုကြားလေးလေးတတိယလေးလေးပါပဲမောင်တို့နေတဲ့ကျွန်းလေးမှာနေတာကလည်းရှည်ညတာကလည်းရှည်နေပါပြီကွယ်ညရောညရောရှည်တာကတော့မောင်တို့အဖို့အချိန်တွေကုန်ခဲ့တာကို ပြနေတာပါပဲတက် ကဲတက်ကိုလွမ်းလွမ်းရှိတိုင်းစားရှိရှိရေးလို့ကလည်းမဖြစ်ပြန်ဘူးခုဆိုရင်တဆောင်နဲ့တဆောင်ကူးနိုင်တဲ့မလွယ်ပေါက်ကလေးတွေကိုပိတ်လိုက်လို့မကူးနိုင်တော့ဘူးဆက်ဆက်နေတဲ့အဆောင်တွေမှာရှိတဲ့ရဲဘော်တွေကတယောက်ကိုတယောက်တန်ဆူချိုးချပြီးစကားပြောနိုင်ပေမဲ့တခြားအဆောင်တွေမှာတော့လက်ဟန်ချီရန်ပြပြီးတော့ပဲစကားပြောနိုင်တော့တယ်တဲ့ရဲ့မောင်တော့နေတိုင်းနေတိုင်းတက်ကိုအိမ်မက်ထဲမှာတွေ့နေရတော့တယ်မောင်မှာအဲ့ဒီအိမ်မက်အလှနဲ့ပဲကြည်နက်နေရတော့တယ်မောင်တခါကပြောခဲ့ဘူးတလို့ပေါ့ မရေရာတော့လဲဖြေတာတာကတော့အိမ်မက်အလှပါပဲဆိုတာလေမှတ်မိသေးလားချစ်သက်ရေအလုံးตาရာရှင်လန်းပါစေထိန်ဝင်းမြောင်ငုံဖူးဝါပန်းတကာလဲပြပြရှင်းရှင်းပွင့်နှန်းစိမ့်နှင့်ရွှေရည်လူး၍ဆန်းထူးငုံအားလာကြတော့ဝါစုပွင့်ဝါဝါတို့သည်မိုးကိုကြိုးဆူကြလေသည် ပုံညက်ပွင့်တို့သည်လည်းအခါမလင့်ပွင့်ကြပြီသည်လျှက်ပန်းလျှက်နယ်တို့ပြူပြူပြဲတဘာဝပန်းလှလှကလေးများနှင့် အလှချင်းပြိုင်ချင်းဟန်ရှိလေသည် ဟောအေးဆိုမိုးကရွာလာပြီမောင်ညာဦးကားမောင်းလို့ဖြစ်ပါမလားဖြစ်ပါလေဆရာကတော့ကျွန်တော်ပြည်ထီတောင်ညမောင်မောင်မောင်းခဲ့သေးတာပဲကိုညာဦးကကားမောင်းရင်နောက်တော့လှည့်ပြောလိုက်လေသည်ရန်ကုန်မှပဲကိုသူသွားရာကားလမ်းမကြီးကကားများတတိကြီးနဲ့စီစီကားကားရှိလာလေသည်ဝါစုလာပြင်းနေမှုလူတို့ရိုးရိုးတဲတဲဖြစ်ကြသည်မှမဆန်းပေဒီနေ့သတင်းစာပိတ်ရဖြစ်သောကြောင့် မေသက်သည်ဘကူးသူလာရန်ကိစ္စနှင့်လာခဲ့ရသည်လေဝင်းနှင့်အောင်ကျော်ဝင်းကအလဲလိုက်လာကကားမောင်းမိသူ မရှိသောကြောင့်ကိုညံဦးကမောင်းနှင်လာခဲ့ရသည်ကိုညံဦး၏ဘေးတွင်အောင်ကျော်ဝင်းကထိုင်လျက်မေသက်နှင့်လေဝင်းတို့ကကားနောက်ခုံတွင်ထိုင်လာကြသည်မနက်ကကမန်ကရန်ထွက်ခဲ့တာသတင်းစာတောင်တစ်စောင်းမှမဖတ်ခဲ့ရဘူးကွယ်မေသက်ကညင်းနေသည်မိမိမဖတ်ခဲ့ရဘူးလားဒီနေ့သတင်းစာတွေဝါစုံထူးထုံပြအာယုံသတင်းစာတိတ်ကောင်းနေဟဲဟဲဟဲ့ အောင်ကျော်ဝင်းက ရေလျက်ပြောလိုက်လေသည်ကောင်းလေးက YouTube ပေါ်တော့နဲ့ဘာမှန်းလဲမသိဘူးလေဝင်းကအောင်ကျော်ဝင်းအားလှမ်း၍မှန်းနေသည်ဒါပြောတာဘာဖြစ်လဲဗျဟောကျွန်တော်ခုမှသတိရတယ်ဒါပြန်ပြီတမျိုးဒီမှာအကူညာဦးဒီတခါသတင်းစာအထူးထုတ်ရင်လေမင်းကလေးပုံတွေရှာမနေနဲ့မမပုံရိုက်ပြီးထည့်ရအောင်အမဲနင်ကငါ့ကိုဘာမှတ်နေလဲဟုတ်တယ်ဗျအခုလိုဝါဆိုဆိုရင်ခေါင်းမှာပန်းတွေဝင်နေအောင်ပန်းပြီးဟောဒီလိုမီးလေးထောက်လို့ရိုက်ဗျမမမျက်နှာဖုံးနေဆိုရင် တော်စမ်းပါဟဲ့ငါနားချမြင့်ကတ်လိုက်တာဟဲ့ကလေးတွေဘလို့လဲမိတဲ့ကြားမဝင်ဟန့်နေသည်အောင်ကျော်ဝင်းကမိကိုလည်းညှိုးနှင်းထောက်ကထောက်ကတပ်ပုံရဟန်မူရမျိုးမျိုးနဲ့လေဝင်းအားစနေသည်ဒါကပါလေအကျော်ဆွဲနေတာလားဟုလေဝင်းကပြောလိုက်သည်ကျွန်တော်တကယ်ပြောတာနောက်ဓာပြီးရင်သတင်းစာအထူးထုတ်ရဲ့ရှိသေးလားဗျဟင်းကူညံဦးရှိတာပေါ့ကွာဘာနေလဲဗျဘိုးကျောင်းအောင်ဆန်းတို့ကြာဆုံးတဲ့နေ့ဂွီး လေဝင်းဒီနောက်မှအောင်ကျော်ဝင်းကြီးကိုဆက်ကိုလှမ်းရရင်မိ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 သားကိုကြည့်ပြောအောင်နော်။ကုညာဦးကကားမောင်းရင်းပြုံးနေသည်။တားရဲ့နေစမ်းဘာလို့ဆဆနေတာလဲ။ဖီဖီသားပါလာရင်တိတ်ကောင်းမှာဖီဖီကစကားကိုဒီလိုဘယွတ်တွတ်ပြောတာမကြိုက်ဘူးတီလား။ဘာဖြစ်လဲပြောလို့နောက်တာပဲ။မနောက်နဲ့ငါ့ကိုနေနောက်စရာမလိုဘူး။ဟုတ်ကဲ့ခမညာ။အောင်ကျော်ဝင်းနင်းဘလို့ဖြစ်နေလဲ။ဟင့်အင်းဘာမှမဖြစ်ပါဘူး။ ောင်ကျော်ဝင်းကနှကောင်းတံပေါင်းတမင်လောက်ခါစကားမပြီးကလာပြီးကလာပြုံးနေပြန်သည်မိသက်နှင့်လဲဝင်းတို့ကမနေနိုင်သဖြင့်ရင်းနေကြသည်ငါညီကခီးထွေးရလို့ပြောရနေတူတယ်ကုညံဦးကလှမ်းပြောလိုက်နေသည် ပြောဆိုသူတို့ဒီလိုတိုက်တိုက်ဝင်းဝင်းခီးမထွက်ဘူးကြတာမောင်ညံဦးရဲ့မိသက်ကဝင်းဖြေလိုက်ဩဆရာရှိတုန်းကတော့မထွက်ကြဘူးလားကိုထိန်ဝင်းရှိတုန်းကလည်းဒီလိုတစ်ခါမှထွက်ခွင့်မရခဲ့ဘူးပါဘူးသူ့အဖေကတော့မိသားစုခီးထွက်မယ်ထွက်မယ်ပြောနေရှာတာပါပဲ။ ဒါပေမဲ့အချိန်လည်းမရှိခဲ့ဘူးလေမိသက်ဒီတပြင်းချကားပြောလိုက်မိလေသည်မိသက်ဒီကိုထိန်ဝင်းနှင့်ပတ်သက်၍တွေးစရာတွေရင်တွင်ပြေလာပြန်သည်မော်ရီမိုင်းနာကားပြားလေးသည်ရန်ကုန်ဘူးလမ်းမပေါ်တွင် တရိပ်ရိပ်ပြေးနေလေသည်အလုံးမင်းတွေးကိုစီနှင့် တိတ်လာကြသည်မိမေအခုသွားတွေ့မှာက သမီးတို့အဖွာပဲနော်အေးသမီးကိုတခါမေဒီနာရင်ဝတ်ပေးဘူးတဲ့အဖွာကတော့ဖွာမိတဲ့ပွဲမီကတော့စိန်နာရီ နောက်ပြီးသမီးတို့ဖွားဖွားတော်ဖွားသည်ပြီးမှအခုငယ်ဆုံးတော်ဖွားကြီးညီမရင်းတွေပဲဖွားဖွားကတော့ဘာလို့လိုက်မလာတာလဲသမီးဖွားဖွားကကားစီးရင်မူးတက်တယ်မဟုတ်လားဘယ်ဟုတ်ရမလဲဗျသူတို့ညီမနှစ်ယောက်မတည့်ဘူးအမွေကိစ္စနဲ့စကားများကြတယ်ဆိုလားအောင်ကျော်ဝင်းကအလိုက်မသိဝင်တော်နေသည်လယ်ဝင်းဒီမျက်မှောင်ကုတ်၍ကိုညံဦးကမင်းဟောပြကဟဲ့ကောင်လေးဟုဝင်၍ဟန်တာနေသည်မိသက်ကမူဘာမှဝင်မပြောဘဲငြိမ်သက်နေသည်မိမေးဖွားလေးကပြူကြီးလား မဟုတ်ဘူးအိမ်နောင်ကဆုံးသွားတယ်။အော်တနာပါတယ်သာသမီကိုရှိလားမင်းမင်းလေဝင်းကလူကြီးသူမတပွဲမေးလိုက်လေသည်။အောင်ကြဝင်းကခက်ခနဲတစ်ချက်ရေးလိုက်ရာလေဝင်းကအောင်ကြဝင်းအားမျက်စောင်းထူးလိုက်လေသည်။သာသမီမကြံရည်ဘူးထင်ပါရဲ့သမီးရဲ့မမေးလည်းမသိပါဘူး။မိုးပွဲလေးများသည်စိန်ပွင့်ငယ်လေးများပမာကားမှန်တကားများကိုဖြန့်ပက်လျက်မှန်တွင်တည်နေသည့်ပလဲမိုးပေါက်သည်ကင်းထောက်သည့်ပမာလိုမှန်တကားတွင်နားကိုနေသည်မှချစ်စရာသာသည် လျှက်စည်းပြုပြက်လျက်မိုးသက်လေသည်ဘယ်ညာဝွေရန်ကတိုက်တော်သည်အောင်ကျော်ဝင်းသည်သူ၏လက်ပတ်နာရီဝုံမြောက်ကြည့်ကအခုမှ9နာရီပဲရှိသေးတယ်မနေ့ကစောစောအိပ်ရာထလာရလို့အိတ်ချင်လိုက်တာဝါကနေတိုင်းပြောလိုက်နေသည်ကျွန်တော်ထတော့မမကသူ့နေတာပဲအိတ်နေလိုက်တာငါညာကညနဲ့မှအိတ်တာကိုဟောက်တောင်ဟောက်သေးဗျအမဲငါမဟောက်တတ်ပါဘူးဟောက်တန်ကြားသလိုပဲဖွားဖွားဖြစ်မှာပေါ့ဖွားဖွားကြီးရှိမှသွားပြောမနေနဲ့သူ့ကိုဟောက်တယ်ပြောရင်မကြိုက်ဘူး ်မိသက်ကရင်လေးရဲ့ဝင်ပြောနေသည်အကူညာဦးမနေ့တိုင်းကျရင်ဘယ်ချိန်ထလဲရင်ကျုပ်၄နာရီခွဲထတယ်ဟာအစောကြီးဗျာကျွန်တော်ဆိုရင်ဒီချိန်တိုးတော့နင်တို့အပြင်းအိုးတွေကိုဝရိယကောင်းတဲ့လူနဲ့တွားမပြိုင်နဲ့တားတို့ဖေဖေဆိုရင်ည7နာရီအိတ်တယ်မနေ့၄နာရီအမြဲထတယ်ဖေဖေဘာလို့တလဲရင်ဒီချိန်ထပြီးတော့စာရေးတယ်စာဖတ်တယ်သူမှလှုပ်ရှားကိုင်းကြရရင်းနဲ့အမြဲပြည့်နေတာပဲအိုးသူမှဘယ်တော့မှအားရမရှိပါဘူးသူဟာအချိန်ပြည့်အလုံးလုံးနေတဲ့လူတစ်ယောက်ပဲ။ ဖေဖေငယ်ငယ်ကကျွန်တော်တို့ကိုထိန်းသီးသလားယင်ထိန်းတာပေါ့သားရဲ့သားသမီးကိုတိတ်ချစ်တတ်တာမိမိနေမကောင်းတော့ဆိုရင်သမီးလဲက3နှစ်သားကျော်က1နှစ်ရချိုးပေးတယ်တနခါတော်တွေးလင်းပေးသေးတယ်မိသက်ဒီပြောရင်းဆိုရင်ပင်မျက်ရည်များရေဝိုင်းလာနေသည်ဟင်းဟုတ်လားသမီးကဖေဖေဒီလိုလှုပ်ပေးလိမ့်မယ်မထင်မိဘူးနောက်9လအရမှာဆုံးသွားတဲ့ကလေးဆိုရင်သူကိုယ်တိုင်노ဘူးဖြော်တိုက်တာမိမိကဂျပန်ဒေါ်လာရေးတုန်းကသွေးနူးနူးနဲ့အကြမ်းတမ်းခံလိုက်ရတဲ့တန်ဟာ အတော်မမာဖြစ်လိုက်သေးတယ်။မောင်လေးကနမူနီယာဖြစ်ပြီးသေးတာဆို ဟုတ်တယ်သမီးရဲ့သူ့ကိုဘလို့နမ်းမြေပေးထားသလဲ။အောင်စော်ဝင်နဲ့အဲ့ဒီကလေးဟာတိတ်အေးတာပဲဆိုဖွားဖွားတစ်ခါပြောမှုတယ်။ဆာရင်လဲသူ့နဲ့ကလေးသူစုပ်ပြီးအိတ်တာပဲတဲ့။အဲ့ဒီလိုအေးတဲ့ကလေးကြတော့အသက်မရှိဘူးနော်။ဟိုကောင်ဆိုးလာကြတော့အသက်ရှိတယ်။မိဘကိုဒုက္ခပေးဖို့လူဖြစ်လာတာ။အမဲဟုတ်ပါတယ်။မမကတော့တိတ်လိမ်ပါတယ်နော်။အလိမ်မာတုံးကြီးပေါ့။နင့်ထဲတော့ငါပိုလိမ်ပါတယ်ဟဲ့။တရေရဲ့ ။အောင်ကျုံဝင်းကအော်၍ရေလေသည်။ကုညံဦးကပါလိုက်ရေလေသည်။လဲဝင်းဒီကုညံဦးကမျက်စောင်းနဲ့ထိုးရင်းဘာရေတာလဲရှင့်။ကျမဟုတ်တာပြောတာ။ရှင့်လူကစာမေးပွဲကိုအောင်မဖြစ်ဘူး။ကိုယ်တန်းဘယ်နှစ်နှစ်ရှိပြီလဲ။ကျမကနှစ်တိုင်းအောင်တယ်။ဘာပြောမလဲ။ကုညံဦးကိုရန်တွေ့လေသည်။မိသက်ဒီလဲဝင်းအားငေးကြီးကပြုံးနေသည်။နူးနူးငယ်ငယ်နှင်းကလေးစိတ်မပြောက်တပြောက်မျက်နှာလေးအားရှုမဝနိုင်အောင်ရှိလေသည်။ကိုအောင်ပါဤသားနှင့်တွေ့သောကိစ္စနှင့်ဆက်လင်း၍ပြောပြီးနောက် နောက်ပိုင်းတွင်ဒီဒီငင်ငင်လေးဖြစ်နေသည်ကိုတွေ့ရသည်ဒါတော့ဟုတ်တယ်သမီးလိန်ပါလဲဆိုတာတော့မိမိထောက်ခံတယ်မှန်တယ်လူကြီးကတိတ်သဘောမတူတဲ့ကိစ္စမျိုးကိုဘယ်တော့မှရှေ့မတို့ဘူးဒီတော့အောင်ကျော်ဝင်းကပကုံးတစ်ချက်တွန်း၍မျက်နှာကိုမဲ့ရွက်ကပုံစံမျိုးမျိုးလှုပ်ပြနေသည်မိသက်သည်မိဘများထက်ထက်မြက်တလောက်သာသမီများထက်ထက်ထက်မြက်မြက်ဖြစ်မလာသည့်အတွက်မူစိတ်ထဲမကောင်းပေမိမိတို့သာသမီများကိုကိုထိန်ဝင်းကလူတော်လူကောင်းဖြစ်လာစေခြင်းသာပြောเสียရမှရှိပေ သို့တော်မိမိတို့ထုတ်ရှားရုံးကခရရသောဘဝနှင့်မိမိတို့သားသမီးကိုကိုလိုချင်သောပုံစံမျိုးတွင်းနိုင်ခဲ့ပါ၏လောမိဘကမပြုပြင်မဲ့တော်လာရသည်ဆိုတော့ကလေးတယောက်မာတကောင်မာတထောင်တကောင်ပွားသာသည်ဥပမာကိုညံဦးဆိုပါစို့ကိုညံဦးသည်သူ့မိဘကိုမှတ်တောင်မမှန်းမိလိုက်ရှာပေသို့တော်ထက်မြက်သောခြုံသောအည်သွေးရှိသောလူတော်လေးတယောက်ဖြစ်လာသည်မဟုတ်ပါလော ီနေရာ၌ဗီဇာဆိုသည့်ရေးကြည်လာပုံကိုလည်းစဉ်းစားမိသည်ဗီဇာစိတ်ကထက်မြက်တော့ကလေးသည်ထက်မြက်လာသည်သာသည်ဘာကြောင့်ရဲမသိမိဘအချင်းနေမကောင်းလာတော့နေမှကလေးများသည်အများအဖြစ်ခြုံကြလေသည်ကိုအားကိုကိုကြာတော့ကြာလားမသိမျိုးမကလေးများသည်ဘေးမှဝိုင်းမှလွန်ကြသဖြင့်မိမိတို့အီသွေးသွေးခွေမရကြသည်လားမသိပေမိတဲ့သည်တတိတန်းကြီးတွေးမိကကလေးများ၏နောင်ရေးအတွက်ယဉ်လေးမိရှာသည်အခန်း37 ကိုသိန်းကိုသန်းဖျားနီးဗောရီညောင်မြောက်တွင်ကားကိုဝင်ဆိုင်လိုက်သည်လေဝင်းသည်ချောင်းကလေးတစ်ခုကိုဖျက်ဆောက်ထားသောဒေသတကားစီသို့ပြေးလာရင်ကုန်းတော်ဘော်သို့လှမ်းကြည့်နေသည်မေသက်အောင်ကျော်ဝင်းနှင့်ကိုညံဦးကနောက်မှလိုက်လာကြလေသည်ကုန်းတော်တဝိုက်သည်တာယာကြည်နူးဖွဲကောင်းနေသည်ဂံကောင်ပင်များထမ်းပင်များသည်ကုန်းကမှုများ၌ပေါရောက်နေသည်ကုန်းမြင့်ရောက်လာလေလေအရေးအာဝါသားကောင်း၍အေးများလေလေဖြစ်လာသည်တဘာဝတီသားလင်းဘဝဤအလှပအလှပပြီလော မိသက်သည့်သူတွင်ဘဝ၏အလှဘကိုသိချာမတွေ့နိုင်ပေ။ဆူညောင်းခလုံးကတဲ့များလှသောဘဝပေတကားလေဝင်းသည်ငှမလေးပမာပေါ်ပဖြက်လန့်နေသည်။ပေါ်စားမြင့်နေနူးနူးငယ်သောသူယုံတွင်မှလန်းဆန်းရွှေမြူးနေသည်။ကြက်တီးဆူသည်မှာဘေးရာကိုခေါ်ပါသည်ဟုအမေးရှိလာလျှင်မိသက်သည့်သူသမီးလေးလေဝင်းကိုလက်ညှိုးထိုးပြရမည်ဟုတင်စားမိရှာလေသည်။ တကယ်လို့သူ့အဖေဤစိတ်စေတနာတိုင်းကုညံဦးနှင့်လဲဝင်းတို့လူငယ်ချင်းတင်းမြတ်သွားမည်ဆိုလျင်အတိုင်းထက်အလွန်သာသည်ကုညံဦးသည်ညံထက်မြက်သည်နှင့်အမျှရုပ်ရည်ကလည်းတန့်ပြန်လေသည်အဝေအစားကယူမဆိုင်သည့်ဂျားလေးကပင် သူ့ရုပ်ရည်မှပြောင်းလဲနေသည် ထူထဲသောမျက်မှန်အောင်မှသူ့၏မျက်လုံးများသည်ထူးကဲစွာလှပလေသည်မိန်းကလေးများ၏မျက်တောင်များပမာ ရှည်လျားကော်ဝန်းသည်ကိုတွေ့မြင်ရသည်နှာလန်ပေါ်ပေါ်နှင့်နီထွေးသောနှုတ်ခမ်းများလည်းရှိသည်ညံထက်မြက်သလား ြင်းပြင်းစင်ကြယ်သောစိတ်နေသဘာဝလည်းရှိသည် သူပြောဆိုမှာတူတောင်းပြတောင်းလှတော့လဲသူစေတနာမှာကြီးမားလှသည်သူအပြုမူမှာရိုင်းသလိုဖြစ်နေတော့လဲသူစိတ်ဥတီချက်မှာယူသားဖြောင်းမှလှ၏ဤသူဖြောင်းဖြူးသောစိတ်ရှိ၍လုံဤကိုင်းရေးထက်ထက်မြက်မြက်ရှိသောလူငယ်တယောက်နှင့်ရီမန်းသောလေဝင်းတို့အဖေဤစိတ်ဆန္ဒမှာအညွန်လျောကန်တိမြက်ခါစိတ်ဆန္ဒပေသည်ဤနေရာ၌သူအဖေသည်တွေ့ကင်းကောင်းသော လူတစ်ယောက်ဖြစ်ခဲ့လေသည် သို့သောဤသို့သောသည်အလွန်တရာပင်ကြီးမားသော သို့သောဖြစ်သည်လေဝင်းဖို့သူချစ်ပါသည်ဟုတိတိလင်းလင်းကြီးညာခဲ့သူမှာကိုအောင်ပါဤသားမျိုးခိုင်အောင်သာလင်သည် တပားသူမဟုတ်ပေတခါကမုံသည်ဟုလေဝင်းကြွေးကြော်ခဲ့သူကကုညံဦးဖြစ်လေသည်သမီးတော်သူ့ကိုသဘောမကျပါဘူးမုံလဲမုံတယ်ဟုမကွယ်မဟွက်ပင်ဆိုခဲ့သည်မဟုတ်ပါလောဤလူငယ်နှစ်ယောက်ဤနိစ္စမှုလန်းစားကအဘယ်မှနီး နောက်ခါတွင် မအေးဤအလိုကြအကူညာဦးအားပြည်ပြည်ပြည်ဆက်ဆံခဲ့ပုံရတော့လဲတိတ်နှင်းနှင်းကာကာတော့မရှိလားဟုမိသက်ကတွေးထင်မိလေသည်။ဖွာလေးတို့၏ခြံဝင်းမှာကျဲလဲကျဲအေးအာဝါဒလဲကောင်းနှင့်ဒါယာကြည်နူးဝယ်ဖြစ်လေသည်။လေဝင်းနှင့်အောင်ကျော်ဝင်းတို့သည်ပျော်ပွဲစွာထက်သည့်ပမာပျော်မဆုံးအောင်ရှိလေသည်။တိုးရှိနေစေပြုံးစုမိသက်ကမနေ့ပြန်တိုက်ခွင့်မှာမို့မောင်ညာဦးလှုပ်ဆင်းရမယ်ပြန်ကြမှာ။ဟင်သမီးတို့တော့မပြန်ကျင်သေးဘူး။ကျွန်တော်တို့မနေ့ပြန်ကြမှာပြန်ရအောင်လား။ မိမိရဲ့မနေ့ပြန်ကြောင်းပိတ်သားပဲမဖြစ်ဘူးသားတို့ရဲ့မိမိရဲ့အလုပ်ရှိသေးတယ်မိမိကလည်းဗျာအမဲလုပ်ရှိနေတာပဲမိမိနဲ့နေရတာလူဖြစ်ရှုံးလိုက်တာအောင်ကျော်ဝင်းဒီရှုံးမဲ့ကပြောနေသည်မိသက်ဒီအောင်ကျော်ဝင်းအားငေးကကြည့်နေတားရဲ့တားယူဆတွေကတဲလွဲတာကိုအချင်းရှိသည်ကောင်းတဲ့မွန်မြတ်တဲ့လုပ်ကိုလုပ်နေတဲ့လူဟာလူဖြည့်ကျိုးနဲ့တဲ့လူပေါ်တားရဲ့အလကားနေအချင်းကိုလေပြင့်နေတဲ့သူဟာလူဖြည့်ရှုံးတဲ့လူပဲတားမသိလို့ ။မိ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 သားကိုသွားမပြောနဲ့လေ။သူကဆန်ကုန်မြေလေးဖိုးတုံညလေဝင်းကပြုံးလေးရဝင်ထောက်နေသည်။မမကကောဗျာအာနေမှန်ရှိတိုင်းလှပြင်းနေတာပဲ။မိမတွေဟာဒီလိုပဲ။ငါတော့မိမိကလွဲရင်မိမတွေကိုတိတ်မုံနေ။ငါကလည်းဖေဖေကလွဲရင်နင်တို့ယောက်ျားတွေကိုမုံနေ။ဟုတ်ပါမလားဒီစကား။နေမုံတဲ့ယောက်ျားထဲမှာဥအောင်ဘရဲ့သားတော့မာမယ်မထင်ပါဘူး။လေဝင်းဒီအရှိုက်ကိုထီသွားနေသည်။လေဝင်းဒီအောင်ကျော်ဝင်းအားစေးစေးကြီးလျက် နင်ဘာပြောတာလဲစကားကြည့်ပြောနော်ကျွန်တော်ဟုတ်တာပြောတာပဲဦးအောင်ဘသားကိုတော့မမမမုန်းဘူးမဟုတ်လားလို့ဩသားရဲ့လေဝင်းဒီအောင်ကျော်ဝင်းအားရရန်ရှိသူတို့လာလေသည်အောင်ကျော်ဝင်းကသူ့အမအားစားပြီးနောက်ထွက်ပြေးလေသည်လေဝင်းကနောက်မှအမောတကောပြေးလိုက်လေသည်တေပင်ကြီးအောက်တွင်ထိုင်လျက်မိသက်ကပြုံးရွေ့သားကြံ့ရည်လေသည်ဖွာလေသည်လေဝင်းတို့အပြန်လက်ဆောင်ပြီးရန်ကကြည်ရစင်းနှင့်ပန်းများခုနေသည် ။အောင်ကျော်ဝင်းသည်ချံကိုပတ်ခါပတ်ခါပြေးလေသည်။ညောင်တပြေပြေအောက်သို့အရောက်တွင်လည်းဝင်းသည်တစုံတစ်ခုကိုခလုံတိုက်ခါမှောက်လျက်လဲကြရင်ဆွဲမိဆွဲရစာဖတ်နေသောကုညံဦးကြီးလက်ကိုဖမ်းဆွဲလိုက်မိလေသည်။ကုညံဦးလက်ထဲမှစာအုပ်သည်မြေကြီးပေါ်သို့လွင့်စင်ကျသွားလေသည်။ကုညံဦးသည်လည်းဝင်းကိုကမန်းကနန်းဆွဲမထူရင်ခမရကလေးမဟုတ်ပါမဟုတ်ဘာလို့ဒီလောက်တောင်ပြေးလာရတာလဲ။စိန်ပြေးတန်းကစားနေတာလား။ လယ်ဝင်းဒီမျက်နှာလေးနီလျက်ကုညံဦးဆုတ်ကိုင်းထားသောမိမိလက်မအုံးကိုဆောင်ယုံလျက်ဘဲကစိန်ပြေးတန်းကစားရမလဲကျမဟိုကောင်ကိုရိုက်မလို့ကျမကိုမတရားပြောသွားတာအောင်ကျော်ဝင်းဒီခြံနောက်တနေရာမှရဲကြီးကတတော်တော်ရင်နေသည်ခမားဒီမှာအေးအေးဆေးဆေးထိုင်ပါအောင်ခမားခုနကအရှိန်နဲ့ပြစ်လဲတာတော်တော်နာမယ်ကုညံဦးကမြေကြီးပေါ်သို့မှောက်လျက်လေးလွှင့်စင်ကြသွားသောစာအုပ်ကိုလှမ်းကောက်လိုက်လေသည်လယ်ဝင်းဒီကုညံဦးကောက်လိုက်သောစာအုပ်ကိုငေးကြည့်နေသည် ဆမ်မာဆမ်မွန်ရေးသားသော ကော့စမိုပိုလီတန်ကောပြန်ကြများဝိထုရိုးပေါင်းကျောက်စာအုပ်ဖြစ်လေသည်မနာပါဘူးခမားကအကြီးပဲရှော့ပေးလိုက်ပေါ့ရှော့မပေးနိုင်ဘူးသူစကားပြောတာတိတ်လူပါသွားတယ်ပြီးတော့သူနဲ့ကျမအသက်ဘာမှကွာတာမဟုတ်ဘူးလေဝင်းကစိတ်ဆိုးမပြေသေးပဲဆောင်းဆောင်းအောင်းအောင် ပြောလိုက်လေသည်ကိုညာဦးသည်လေဝင်းအားစူးဆိုင်ဆိုင်ကြီးလျက်လေဝင်း၏ဖြူဝင်းသောတရောင်စစ်တွင်သွေးများယူစည်းနေသည်ကိုမြင်လျင်လေဝင်း၏ညာလက်ကလေးကိုဖြုံးစူဆွဲကင်လိုက်ပြီး ခင်ဗျားလည်းမဒဏ်ရာကြီးနေပါလားဟုပြောလိုက်နေသည်ကုညံဦးကြီးလက်ဖွားများသည်သူ၏ရုပ်ရင်နှင်းမလိုက်အောင်ပင်အတော်ပင်ကျန်းတန်းနေသည်သူသည်ငယ်စဉ်ကအလုံးကျန်းများစွာလောက်ကန်ခဲ့ရကြောင်းထင်ရှားနေသည်လယ်ဝင်းသည်တိတ်ခနဲရင်ထဲတွင်ဖူသွားကလက်ကိုဆွဲယုံလိုက်နေသည်ကိစ္စမရှိပါဘူးကျမဆေးထည့်လိုက်ပါမယ်ဘာဆေးထည့်မလဲဘာဆေးမှတော့မပါဘူးဖွားလေးစီတောင်းပြီးထည့်မှာပေါ့ကျုံမှာဆေးပါတယ်နေုံခင်ဗျားဒီမှာနေရခက်ကျုပ်ဆေးသွားယူမယ် ကုညံဦးသည်လေဝင်းလက်ထဲသို့သူ့ဖက်လက်စားဆောင်ကို ပြစ်ထဲသွားကကပြကရာထွက်ခွာသွားလေသည်လေဝင်းသည်သူ၏ဆောင်ကိုကိုင်းကားငင်းနေသည်ဤဆောင်တွင်ဝိထုတို့29ပုဒ်ပါဝင်နေသည်လေဝင်းသည်ဆောင်ကိုဟိုလန်ဒီလန်နှင့်ကြည့်နေသည်အချို့နေရာတွင်မြင်းနှဲနှင့်မြင်းသားထားလေသည်သူသည်ဆောင်ကိုအပြင်းပြေဖက်ယုံဖက်သည်မဟုတ်မှက်လက်မှက်သည်နှင့်တူလေသည်သူမြင်းသားထားသောစကလုံးများမှာလူပွားဆိုသည်မှာဖြည့်သိမ့်စရာများနှင့်ပြည့်နှက်နေသည်ဟူ၏ ။ကုညာဦးသည်သူ၏အထီးကျန်နိုင်လာသောဘဝကိုဤစလုံးများနှင့်သာနှစ်သိမ့်လေးရှာသည်ထင်သည်။မကြာမီကုညာဦးသည်ဆေးပလေးနှင့်ဝင်းစားကန်၍ရောက်လာလေသည်။ TBC ဆေးရည်လေဒီဆေးကဆက်တဲ့မျိုးတော်မဟုတ်ပါဘူး။ဒါပေမဲ့ခမားအနာကကြီးတော့အရင်နဲ့ထင်ရင်ဆက်ချင်းဆက်မယ်။ပြောရင်းဆိုရင်လဲဝင်းလက်ကိုဆွဲကင်ရင်ဂွန်းစားနှင့်သွေးများကိုတုပ်ပြင်နေသည်သူလောက်ကင်လီရာသည်နူးနူးညံ့ညံ့တိမ်တိမ်မိုးမိမဟုတ်ခက်ကြမ်းကြမ်းပင်ဆွဲဆွဲတုပ်ပြင်နေလေသည်အာနားလဲရှင့် ်လေဝင်းကအော်ရင်းနာလုံးသဖြင့်မျက်ရည်များပင်လဲလာလေသည်တဲတတိနေတဲ့မိမပဲရှင်ကတိတ်ကျန်းတာကိုအနာဆိုတာရက်ဆက်ပြီးမှမြင်မြန်ပြောက်မှဆရာဝန်ဆိုရင်တိထဲကျန်းအောင်ပဲသူဒီပါဇက်မှလည်းပြောရင်လေဝင်းတောင်စိတ်ကိုဂွန်းစားနှင့်စီရီများစုတ်ခါပေးနေသည်လေဝင်းဒီအနာနှင့်စီထီကစုတ်တက်နေရှာလေသည်ခမားတိတ်သေးကြောင်းတာပဲဒါတင်ချာတို့စပရစ်တို့လိုဆက်တာမှမဟုတ်ပဲဒါပေမဲ့ခုဆက်တယ်ရှင့်အမလေးကျွတ်ကျွတ် ဒါလေးနဲ့မျက်ရည်တောင်ဝိုင်းရသလားအဲလီလူဘွားမှာဒုက္ခကြီးကျယ်မကြုံဘူးတွေ့ဘူးတဲ့လူဟာဒုက္ခတည်တည်လောက်ကိုပုံကြီးချင်နေတာပေါ့ရှင်စကားပြောလိုက်ရင်ကန့်လန့်ကြီးပဲကျမဆက်လို့ပါဆိုမှဩငါနဲ့လေဝင်းကဩပြောလိုက်လေသည်ဆက်ရင်ကြိတ်ခံပေါ့ဗျခမရလို့ဆိုရင်စစ်တိုင်းရင်ဒဏ်ရာကြီးကြီးရတဲ့စစ်သားတွေမခတ်ပါလားသူတို့ကစစ်သားတွေရှင့်ခံနိုင်ရင်ရှိတာပေါ့စစ်သားလဲလူပဲကျုပ်တို့လဲလူပဲသူတို့ခံနိုင်ရင်ရှိတယ်လို့ကျုပ်တို့ခမရလို့လဲခံနိုင်ရင်ရှိရမှာပေါ့ ကျို့တို့ကလည်းဘဝတိုက်ပွဲကိုနှွှဲနေကြတဲ့ဘဝစစ်သားတွေပဲဗျဒုက္ခနဲ့ဘယ်နည်းနဲ့မှမကင်းနိုင်ဘူးရှင်ကိုကျမနိုင်အောင်မပြောနိုင်ဘူးရှင်ဆေးထက်ပြီးပလားပြီးရင်ကျမသွားမယ်ခမရဘယ်နိုင်မလဲအမှန်တရားကိုဘယ်သူမှမနိုင်ဘူးမှန်တဲ့စကားကိုလည်းဘယ်သူမှမငင်းနိုင်ဘူးဟုတ်ပါတယ်ဟုတ်ပါတယ်ဆေးထက်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပြီးတော့တိတ်မှန်တဲ့စကားတွေအတွက်လည်းကျေးဇူးတင်ပါတယ်ရှင်လေဝင်းဒီငေါ်တော်တော်စကားကိုပြောဆိုပြီးနောက်ကိုညာဦးကြီးပါမအချာကနေလှည့်၍ထွက်လာခဲ့လေတော့သည် ဟုတ်ကဲ့ပါရှင်အပိုင်း၉ကိုဒီမှာပဲရန်နာလိုက်ပါမယ်ကျမတို့နောက်ထပ်အပိုင်း၃၀မှာပြန်လည်ဆုံတွေ့ကြပါမယ်နော်နားဆင်ပြီးခဲ့သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်